ဒီ2025ခုနှစ်ဆယ်လပိုင်းပြင်မှာတောက်ကြသသမီးမိတ်ဆွေတွေရဲ့ကံဟာအရာရာကိုထင်ပေါ်ခြင်းကြော်စောခြင်းအဆိုးပြင်ဖြစ်ပါစေအကောင်းပြင်ဖြစ်ပါစေထင်ပေါ်ကြော်စောတက်သောကာလ အဲဘာပဲဖြစ်ဖြစ်ကိုကအစိုးလေးကိုပဲလှုပ်လို့အကောင်းလေးကိုပဲလှုပ်လို့လူတိထင်ရှားတတ်တော့ကာလာလူပြောများတတ်တော့ကာလာကြော်ကြားတတ်တော့ကာလာဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့အဲဘာကိုဖြစ်ဖြစ်အစိုးတွေကိုပြုမှုတဲ့အခါမှာတတိထပြုမှုစင်ကျင်ပေးပြီးတဲ့အခါအကောင်းတွေအတွက်ထင်ပေါ်မှုအတွက်ကြော်စောမှုအတွက်တော့ဘာကိုဖြစ်ဖြစ်ကံအားကိုဆန်အားကိုထနေတဲ့လာဖြစ်တဲ့အတွက်တောက်ကြတော်မီမိတ်ဆွေတွေကဒီလတာမှာဆိုရှယ်မီဒီယာနဲ့ပတ်သက်သောလုပ်ငန်းတွေအဲထင်ပေါ်ကြော်စောမှုနဲ့ပတ်သက်သောလုပ်ငန်းတွေရှိတိုးဆောင်ရလှုပ်ဆောင်ရအားသာခြင်းကောင်းမှုခြင်းတိုးတက်ခြင်းတွေရရှိစေနိုင်ရဲ့ဆိုင်းကိုအမီပေးခြင်း အဲဟိုနမီအသိပေးခြင်းတို့စိုင်းပုတ်တင်ခြင်းတို့အဲဆွနာလိုပေါ့ပနိုင်ဟိုက်ခြင်းတို့အိုးအိချမ်းမီဆောက်ခြင်းတို့အဆတ်ရှိတဲ့အရာလေးတွေထိတို့ဆောင်ရလောက်ဆောင်ခြင်းအိမ်သားမင်္ဂလာပြုလုပ်ခြင်းတို့မင်္ဂလာဆောင်ခြင်းတို့အိမ်ကောင်ပြုခြင်းတို့အဆတ်ရှိတဲ့အရာလေးတွေထင်ပေါ်ကျော်ဆုံးမှုနဲ့ပတ်သက်သောလုပ်ငန်းတွေမှာတော့ရှိတို့ဆောင်ရလောက်ဆောင်ခြင်းကံရဲ့အထောက်အကူနဲ့အားသာမှုတွေအများဆုံးရရှိတတ်တဲ့အတွက်အကျိုးရှိချီအသုံးချရန်လိုအပ်ပါတယ်ကျမ်းပါရင် ကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့ကျမ်းမာရေးဟာငွေကြီးနဲ့တိုက်ရိုက်လားတဲ့တူနေပြီးတော့ဆရာငယ်လို့ပေါ့ဗျာငွေဝင်ကျမ်းမာရေးကောင်းပြီငွေမဝင်ကျမ်းမာရေးဟာဟိုနာကိုက်ချင်တယ်လို့ဒီနာခဲချင်တယ်လို့ဖြစ်လာတတ်တယ်လို့ပဲကျမ်းမာရေးဟာငွေဝင်ကျမ်းမာရေးကောင်းပြီငွေမဝင်ကျမ်းမာရေးညံ့နေတဲ့တော့ကာလဖြစ်ပါတယ်သို့တော့အထူးသဖြင့်အတိုက်ရဲ့အားဖြင့်မိတ်ဆွေတို့အနေနဲ့ကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်ခြေထောက်နဲ့ပတ်သက်ပြီးဒိဋ္ဌာပါခါးနဲ့ပတ်သက်ပြီးဒိဋ္ဌာပါအကျော်တို့အဆင့်အမြင့်တို့ခန္ဓာကိုယ်တို့နဲ့ပတ်သက်ရင်ထုံကျင်နာကျင်ကိုက်ခဲမှုမျိုးလေးတွေဖြစ်ရတတ်တော့လာဖြစ်တတ်တဲ့အတွက်မိတ်ဆွေတောက်ကြတာသမီးတွေ ဒူးတို့ခါတို့အကျောတို့အစစ်မြစ်တို့နဲ့ပတ်သက်လာရင်တော့သတိထားစီရင်ရအတွက်တော့လိုအပ်သောကာလဖြစ်ကြောင်းဆရာကထပ်လောင်းအကြံပေးပြရသည်ခင်ဗျ ထို့သူမိတ်ဆွေတို့အနေနဲ့ငွေကြီးနဲ့ပတ်သက်လာရင်ဝင်ငွေဟာထွက်ဝင်တဲ့အလားတန်းနေတယ်ဟိုဒီဘက်ကဝင်ဟိုဘက်ကထွက်ဟိုဘက်ကဝင်ဒီဘက်ကထွက်ရတာမျိုးလေးတွေကြုံရတဲ့တဲ့တူငွေမမြဲသောကာလဖြစ်ပါတယ်ငွေကြီးနဲ့ပတ်သက်လာရင်လက်ထက်မှာအများကြီးအကြကြီးထားတာမျိုးထက်တဦးတယောက်တစုံတယောက်ကိုအကြောင်းအရာမျိုးစုံနဲ့ကုန်တက်တဲ့တူငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်ကိုယ်လက်ထက်ထားခြင်းတက်တခုခုကိုလှုပ်ဆောင်မှုအတွက်ကိုကြံ့ကြာပြွေပြွေတုံဆိုင်နေပဲနဲ့အဲအတွင်းနှစ်ခွအစိတ်နှစ်ခွဖြစ်နေတာမျိုးလေးတွေကိုချော့ချပြီးတော့လှုပ်ဆရာရှိတယ်ဆိုရင်တေချာဆုံးပြတ်ပြီးတော့ယင်းဒီလှုပ်ဆောင်ခြင်းမျိုးတွေအကျိုးပေးအားသာကောင်းမှုလိုတက်နိုင်ပါတယ်မဟုတ်လို့ရှိရင်မိမိလက်ထက်ငွေရှိနေရို့ ငွေကြီးနဲ့ပတ်သက်ပြီးတော့ကိုနာကကုံရလို့လို့မိသားစုရေးလို့လို့အိမ်ရင်းရေးလို့လို့လူမှုရေးလို့လို့ဘာသာရေးလို့လို့နဲ့လက်ထက်မှာဝင်တော့ဝင်တယ်ပြတ်စရာမရှိနေတာမျိုးငွေကြီးနဲ့ပတ်သက်လာရင်ဝင်တော့ဝင်တယ်ဘယ်နာကပြတ်စရာဘလို့ဖြစ်နေလဲမသိတတ်တဲ့လာဖြစ်တတ်တဲ့အတွက်ငွေမမြဲသောလာဖြစ်တဲ့အတွက်ဝင်ငွေဟာထွက်ငွေနဲ့အလားတန်တူနေပြီးတော့ဝင်လေထွက်လေရှိနေအာနာပါနာရနိုင်ပေမဲ့ဝင်ငွေထွက်ငွေဖြစ်နေပါလေဒါကြောင့်မိတ်ဆွေတို့ပိုချန်လာလို့မသိကျင်တာလည်းဆရာငယ်လာအပ်ထားလို့ရပါတယ်ကောင်းပြီဆိုတော့ အကျိုးပေးသောလုပ်ငန်းတွေကိုဆရာကဆက်လက်ပေါ်ပြပေးပြစီ။တောက်ကြတာသမီးတွေဒီလာတာအတော်တွေမှာဆိုလို့ရှိရင်အထူးသဖြင့် OA ရှမ်းမီနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ်။စာချုပ်စာတမ်းကိစ္စ၊မြေယာကိစ္စနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ်။ဒါကပြင်အနောက်ကုန်ပစ္စည်းတွေနဲ့ပတ်သက်တာမျိုးလေးတွေအရောင်းဝယ်ဆိုင်ရာလုပ်ငန်းတွေတိုးချဲ့လှုပ်ဆောင်တာမျိုးကိုယ်ပိုင်လုပ်ငန်းတွေနဲ့စတင်လှုပ်ဆောင်ရတဲ့မိတ်ဆွေများခြေလှုပ်ဆောင်ရလှုပ်ဆောင်ရင်ကံရဲ့အထောက်အပံ့ကိုများစွာရရှိတတ်ပါတယ်။အိမ်ဆောက်ရှင်းမျိုးတွေအဆောက်အဦဆောက်ရှင်းမျိုးတွေလုပ်ငန်းရာထူးနဲ့ပတ်သက်ရင်ငဘူကရာထူးလုပ်ငန်းကိုင်ခန်းနဲ့ပတ်သက်ရင်ဒီဟာကိုပြောင်းရင်ပေါ့မပြောင်းရင်ပေါ့စဉ်းစားတိုးဝင်နေတဲ့မိတ်ဆွေများတိတ်ပြီးတော့ရှင်းရှင်းဝင်းစဉ်းစားနေတဲ့ဘဝအတွက်အနာဂတ်အတွက်အပြောင်းအလဲနဲ့ရှင်းချက်ဖြစ်အောင် င်လှုပ်ဆောင်ခြင်းမျိုးနေရာထိုင်ခင်းဒေသအပြောင်းလဲပြောင်းရွှေ့လောက်ကန်ခြင်းမျိုးတွေအပြောင်းလဲနဲ့ပတ်သက်လာရင်ဘာလို့မဆိုရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်အသာချင်းတုတ်တက်ခြင်းတွေတရွာအပြောင်းကူကောင်းမဖြစ်ဆိုတဲ့အတိုင်းနဲ့အပြောင်းလဲနဲ့ရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်ကန်တရားရဲ့အထောက်အပံ့ကိုများစွာရရှိမယ်လဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီခရီးသွားလုပ်ငန်းဆိုင်ရာတွေအကျိုးပေးပါတယ်အထယ်အလေးစားတောက်ကုန်ရဲ့ပတ်သက်တာမျိုးတွေလက်စစ်တို့ဘောတို့မှန်းတို့အစားကြီးရဲ့လုပ်ငန်းတွေအထယ်အလေးလုပ်ငန်းဆိုင်ရာတွေပတ်စပို့တို့ဗီဇာတို့လက်စစ်ပစ္စည်းတို့ဆိုလာတို့ဝန်းရှမ်းတို့ပြောင်းတို့ နန်းလို့ခြံထွက်ကုန်လုပ်ငန်းတွေလို့စားတောက်ကုန်လုပ်ငန်းတွေလို့ကိုပိုင်လုပ်ငန်းနဲ့ပတ်သက်တာတွေရှေ့တို့ဆောင်ရလို့ဆောင်ကောင်းမှန်းသလိုမိတ်ဆွေတို့အနေနဲ့အလားကုန်ပစ္စည်းဆိုင်ရာလုပ်ငန်းလေးတွေဒီဇိုင်းလို့ graphic လို့တင်ယူလို့ဟုတ်လားဆွမ်းနာလို့တင်ကြားရေးလို့အခွဲစည်းအသင်းပွဲနဲ့ပတ်သက်လို့စုဝေလုပ်ရတဲ့လုပ်ငန်းလေးတွေအများဆိုင်ရာလုပ်ငန်းလေးတွေမှာရှေ့တို့ဆောင်ရလို့လုပ်ဆောင်ရင်အသာတုတ်တက်ပြီးတော့ကံကောင်းနိုင်တော့လားဖြစ်တယ်လို့မိတ်ဆွေတို့ဟာဒီလက်တာတို့တွေမှာဆိုဘာကုန်မဆိုကျင်းတင်ပေါ့ကိုယ့်ရဲ့အမိခံလုပ်ခြင်းတွေစိုင်းဘုတ်ဒီဇိုင်းတင်ခြင်းတွေအဲ ပြုံးပြုံးရွှေရွှေနဲ့မျက်နှာပြလောက်ရတဲ့လုပ်ငန်းလေးတွေမှာတော့ရှေ့တူအားသာကောင်းမှုတို့တက်ပြီးတော့ကံကောင်းစီမယ်လာဖြစ်တယ်တို့အပြင်မိတ်ဆွေတို့အနေနဲ့ခကြီးသွားဆိုင်ရာလုပ်ငန်းလေးတွေမရှင်မဖက်ခရီးခူးခကြီးထွက်ရတာမျိုးလေးတွေဖရာခူးခကြီးသွားရတာမျိုးလေးတွေကြုံဟာတက်တယ်လို့အဲမိဘတို့မိသားစုတွေနဲ့ပတ်သက်လာလို့ရှိရင်အထောက်အကူရရှိတာမျိုးလေးတွေအဲမိမိရဲ့အတက်ကြီးသူတွေယဟန်တိလာရှင်တွေဝယ်ပေးနိုင်တဲ့ကုသိုလ်မျိုးတွေမှာတင်မဖက်ပြုလုပ်ရတာမျိုးမိမိတို့အနေနဲ့ဖရာကျောင်းဆောင်မှာအစ်စ်ဟလာဖရာစင်းတို့အစ်စ်ကြွားရောက်လာတာမျိုးသို့မဟုတ်အလူခံပုဂ္ဂိုလ်အစ်စ်ကိုလှူဒန်းရတာမျိုးကုညီရတာမျိုးတွေကံရရဲ့ထောက်ကမ်းတွေကိုများစွာအကျိန်းတွေရရှိမဲ့ကာလ ဖြစ်ပြီးတဲ့အခါမမြင်ရသောပဋ္ဌာန်းဆက်ပုဂ္ဂိုလ်ဆက်တွေရဲ့အကူအညီတွေထောက်ဖို့ရရှိတတ်တယ်လို့အတိတ်မှာကိုပြုတ်လောက်ခဲ့ပြီးတော့ကိုယ့်ရဲ့ကုသိုလ်ကံကြောင့်လက်ရှိလာဟာအခက်အခဲတွေကိုပြေလည်သွားနိုင်စရာအတိတ်ကကိုယ့်ရဲ့ကောင်းကျိုးဆန္ဒတွေအတိတ်ဆိုတဲ့နေရာမှာကိုပြုတ်လောက်ခဲ့ပြီးတော့ကံလည်းရှိနိုင်တယ်လို့မမြင်ရသောအတိတ်ကံရဲ့ကုသိုလ်ကံတွေကြောင့်အစင်မပြေမှုတွေအခက်အခဲတွေကိုပြေလည်အောင်အထောက်အပံ့ဖြစ်စေမယ့်ကာလဖြစ်ပြီးတော့ဘာလို့လဲဆိုရှေ့တို့ဆောင်ရလောက်ဆောင်မှာတပည့်လက်သားသာသမီတွေရဲ့အကူအညီကိုရရှိတတ်တယ်လို့သာသမီပညာရေးကိစ္စလေးတွေကြောင့်စိတ်ချလာစရာသတင်းလေးတွေကြားရတတ်တယ် ရှေ့တို့ဆောင်ရလှုပ်ဆောင်မှာငဘူကသာသမီများရှိတော်မိတ်ဆွေများသာသမီများရှိတာမျိုးလေးတွေကြုံရတတ်တယ်လို့သာသမီနဲ့ပတ်သက်ပြီးတော့အိမ်မက်မက်တာမျိုးကိုဝင်ဆောင်လို့ပတ်သက်ပြီးအိမ်မက်မက်တာမျိုးမိမိအိမ်ကိုမိတောက်နေတာမျိုးတွေအဲနေလို့ကောင်းရင်ကိုဆွဲပြူပြီးလာလို့မတ်တဲ့အခါကျရင်ဒေတာတွေမိတ်ဆွေတို့အနေနဲ့အစဉ်ပြေမှုတွေရရှိနေတဲ့အတွက်ဒီလိုအိမ်မက်မျိုးတွေမတ်တဲ့အခါမှာထီကန်ဆန်းတာမျိုးထီထိုးတာမျိုးလုပ်ပေးပါဒါဆိုရင်မိတ်ဆွေတို့အတွက်ကံပြရရဲ့အထောက်အကူများစွာရရှိပြီးတော့ကံကောင်းစီမဲ့လာဖြစ်ပါတယ်ပြီးရဲ့အခါ အခုတို့ဖြစ်စီတော့အကြောင်းတရားတွေကိုဝေဖန်ပြောဆိုနေတာမျိုးတက်ဒုက္ခိတုက ကောင်းကျိုးမင်္ဂလာဖျားဖျားရှိစေတဲ့စကားလုံးတွေကိုပြောဆိုတာဟာတေးကြတဲ့ညံ့နေတဲ့ကံတွေဟာမရောက်ရှိလာပဲနဲ့ကံကောင်းမှုတွေရရှိမှာပါဥပမာပေါ့ဟောငါတော့အစီအမီမှာပဲဒါလေးတော့စိတ်ချမ်းသာလိုက်တာဆိုတာမျိုးလို့ပေါ့နော်အာတေးသွားမယ်ကြည်သွားမယ်ပြတ်သွားမယ်ရက်သွားမယ်ဆိုတဲ့အရာမျိုးလေးတွေကိုအတဏ္ဍာန်ကိုချော့ပြီးတော့ဩငါဒီနေ့တော့ကံကောင်းတော့မှာပါလားဆိုပြီးကောင်းတဲ့နမိတ်ကလေးတွေနဲ့ဆောင်ယူပြောဆိုခြင်းအားဖြင့်မိတ်ဆွေတို့ရဲ့ကံဟာအာသာကောင်းမှုတိုးတက်ပြီးတော့ကံတရားရဲ့အထောက်အပံ့ကိုကျင်းတည်ရရှိစေမယ်လာဖြစ်ကြောင်းလဲထပ်လောင်းပြောကြလိုက်ပါစီဒီလိုက်တာတော့ဒီမှာဆိုရင် အကျိုးပေးစေတဲ့ အဲ့ဒါလေးတွေရွှေဝင်တာမျိုးလေးတွေရရှိတာမျိုးလေးတွေတံမိုးရှိတဲ့ပစ္စည်းတွေလက်ဆောင်ရရှိတာမျိုးလေးတွေလည်းဂျိမ်းတွေဂျုံအားတက်တော့လာဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီထို့အပြင်မိတ်ဆွေတို့အနေနဲ့ဘာလို့လို့လို့အရေးကြီးသောလုပ်ငန်းတွေကိုလုပ်ဆောင်တဲ့အခါမှာတနည်းမဟုတ်လေသားသမီးတွေနဲ့တွဲဖက်လုပ်တာမျိုးသို့မဟုတ်တောက်ကြတောက်ကြချင်းတွဲဖက်လုပ်တာမျိုးတွေကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုစီပြီးအကျိုးပေးသောအရာအနေနဲ့ဆိုရင်တော့ အဲမိတ်ဆွေတို့အဝါရောင်အညောင်မိညိုရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးကံကောင်းစေပါတယ်။အရေးကြီးသောကိစ္စတွေကိုပြောဆိုဆောင်ရွက်တဲ့အခါမျိုးတွေကြရင်မိမိရဲ့အိတ်ကပ်အတွင်းကိုဩဇာရွက်ကလေးတရားဆောင်သွားတာမျိုးဖြစ်စေမိမိအိမ်ကမျက်စောပြရမှာအောင်တပီပန်းလေးထူသွားတာမျိုးဖြစ်စေသို့မဟုတ်ဩဇာပြီးနေစားပြီးတော့လိုရာကိုပြည့်မှုဆောင်ရွက်ရင်အောင်မြင်တိုးတက်ပြီးတော့ကံတရားရဲ့တက်ကူကြီးရရှိပြီးကံကောင်းစေမှာအတိအကျပဲဖြစ်တယ်။အကျိုးပြီးတော့အရက်ဟာအရှိမြောက်တောင်ရက်ဖြစ်ပြီးတော့စန်းတီယာအရက်ကတော့တောင်ဆုစုရက်ဖြစ်ပါတယ်ခင်ဗျ။ဒါအပြင်မိတ်ဆွေတို့အနေနဲ့အကျိုးပြီးကံကောင်းစေတော့ကဏ္ဍအနေနဲ့ဆိုရင်တော့တစ်ကဏ္ဍခုနှစ်ကဏ္ဍ ရှိကနန်းနေတာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်အားသာကောင်းမှုပြီးတော့ကံကောင်းစီတော့လဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစေ။မထင်မှတ်ဘဲနဲ့ခကြီးထွက်ရတာမျိုးဖျားခုခကြီးတွေထွက်ရတာမျိုးတွေမိကောင်းဆွေဟောင်းအထက်လူကြီးအကြီးကဲတွေရဲ့အကူအညီကိုရရှိတာမျိုးတွေဖျားတက်တယ်လို့မထင်မှတ်ဘဲနဲ့မိမိအိမ်ကိုဆွေမျိုးသားချင်းတွေအလဲလာတာမျိုးတွေရဲဝေးခကြီးသွားတွေနဲ့ပတ်သက်ပြီးတော့အလဲလာတာမျိုးဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ပြီးအလဲလာစီတို့ထိုးသူတွေရဲ့ကံကောင်းတဲ့ဇကားလေးတွေကံကောင်းတဲ့သတင်းလေးတွေစောင့်ကြည့်ယူဆောင်လာမယ်လဖြစ်တဲ့အတွက်အဲအဲကောင်းဆွေကောင်းမိကောင်းဆွေကောင်းလာတတ်တယ်လားဖြစ်ကြောင်းလည်းထပ်လောက်ပြောကြလိုက်ရစီတတိယဆင်နေရမယ့်အချက်လေးတွေကိုထပ်ပြောပြရစီ လူငယ်တွေအရှိအီးမှာတော့အရှိအီးနဲ့ပတ်သက်လာလို့ရှိရင်ဒီလဟာအတော်ကိုညံ့တဲ့ကာလဖြစ်တဲ့အတွက်မေတ္တာကြီးအာဝဆန်အာဝသတိပြုစင်ညာလိုအပ်ပါတယ်အရှိအီးနဲ့ပတ်သက်ရင်လူလိန်ခံရတာမျိုးလေးတွေအဖောက်ပြန်ခံရတာမျိုးလေးတွေအကြုံရတတ်ပါတယ်တို့တော့သမီးသားများအနေနဲ့ဆိုရင်တော့အိမ်အောင်ပြုခြင်းစိတ်ဆက်ခြင်းလက်တတ်ခြင်းမင်္ဂလာကတော့ပြုလုပ်လို့ကောင်းတယ်အိမ်အောင်ပြုခြင်းစိတ်ဆက်ခြင်းလူကြီးမိသားနှစ်ဦးနှစ်ဖက်တိုင်ပင်ပြီးတော့ပြောဆိုပြီးတော့နှစ်လွာပေါင်းမှတရားဆိုရတဲ့အတိုင်းနဲ့ဆွေတော်ပင်ကရွက်ကလေးလုပ်လို့ရပါတယ်ခင်ဗျတို့တော့အဲလူငယ်တွေသမီးသားများအနေနဲ့ကတော့တုံးနဲ့တူတယောက်နဲ့တယောက် ဲတဝင်းတို့ရိုးစွန်းမှုလေးတွေကြောင်းစကလုံးလေးတွေပြင်းထန်ပြီးတောင်းနေတောင်းအဲနားလည်မှုလွဲတာမျိုးလေးတွေကိုကရှစ်တော့ရှစ်တယ်တော်တော်မိတ်ဆွေတို့အနေနဲ့ဟိုသူ့ရဲ့စကလုံးလေးနှိမ့်ဆက်မှုတွေအရှိန်နဲ့ပတ်သက်လာရင်ကြုံရတာမျိုးလေးတွေသတိပြုစင်နေရလိုအပ်ပါတယ်မိမိရှစ်တော့မြန်လို့တော့သူကိုဖွင့်မပြောပဲဆရာလိုတယောက်ပဲနေပါဒါဆိုရင်စိတ်ချမ်းသာပါတယ်ကောင်းပြီဆိုတော့တမိကြီးသားများအနေနဲ့ဆိုလို့ရှိရင်တော့မိမိတို့အနေနဲ့အရှိန်နဲ့ပတ်သက်လို့ရှိရင်ငွေကုန်ကြီးကြများရတာမျိုးလေးတွေအဲအရှိန်နဲ့ပတ်သက်လာရင်ကိုကိုရှစ်ဆံဆောင်ပြီးငွေကြီးအလိမ်ညာခံရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့ဆရာမိတ်ဆွေတွေတောက်ကြတာတမိကြီးဒီလားဟာအရှိရောမြတ်တာကြီးစံကောသတိပြုစင်နေရတော့လိုအပ်သောက ာလပိုင်းစားဖြစ်ပါတယ်။တတိယဆင်နေရမယ့်အချက်တွေအလောင်းကစားပြောပါနဲ့ပတ်သက်လာရင်လုံးဝကိုညံ့ပါတယ်။အလောင်းကစားပြောပါတဲ့ပတ်သက်ရင်လောင်းမလာလို့တော့မပြောပါနဲ့။ကျွတ်တဲ့ကြက်တခုဆိုတဲ့လုပ်ငန်းတွေတတိယပါအဲမိသားစုရင်းနဲ့ပတ်သက်လာလို့ရှိရင်ကိုပေးနိုင်တဲ့အရာအတိုင်းသာရှိရင်ပေးလိုက်ပါမပေးနိုင်လို့ရှိရင်စနလုံးဝင်ရောက်ကူညီဖြည့်ချင်းကမှကိုကိုအပြစ်မြင်ရတာမျိုးလေးတွေကြုံရတတ်တယ်လို့မိမိရဲ့တငယ်စိတ်ကိုခြာနေပြောဆိုတာမျိုးမိမိရဲ့အတိတ်ကဖြစ်ခဲ့ပြီးတော့အမားဟကိုထောက်ပြပြီးဝေဖန်တာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ဒီလိုလူမှပြောထွက်တဲ့ကွာဆိုတဲ့စကားလုံးရင်ထဲမှာဖြစ်ပေါ်လာတာမျိုးလေးကြုံရတတ်တဲ့အတွက်မိသားစုကိစ္စအိမ်လေးကိစ္စ ဒီမှာတော့တုံးနဲ့တူတယောက်နဲ့တယောက်အမြင်မတော်တာလေးတွေရှိနေအောင်ကိုကပြီးနိုင်တယ်ဝင်ပြောဖြစ်နိုင်ရှင်စကားများပြောချင်းထက်အလုံးနဲ့တက်တည်ပြလိုက်တာကောင်းပါလေပြဿနာအဖြုံရှင်းနေကိုမချင်းမနဲ့ရှင်းရင်ရှင်းလေချုပ်နေဖြစ်တတ်တော့လာဖြစ်ကြောင်းထားလောင်းပြောကြလိုက်ပြစီပတ်စံပစ္စည်းပြောက်တာမျိုးတကိုးခိုးခံရတာမျိုးတွေဂျုံဝတ်တက်တဲ့တတိထားဆင်ကျင်ပြရလိုအပ်ပါလေဖုံးအပ်တဲ့ဆိုင်ကယ်အပ်တဲ့ကားအပ်တဲ့ဆရာအဆတ်ရှိတဲ့အပ်တဲ့အပ်တဲ့တွေရရှိလာပြီးတော့အပ်တဲ့ဆိုတဲ့နေရာမှာလေအဟောင်းကပြတ်သွားလို့ပြောက်သွားလို့ဆိုပြီးအပ်တဲ့ဝင်လာမျိုးတွေဂျုံဝတ်တက်တဲ့အတွက်မိစေလိုအနေနဲ့ဒီလမှာငွေမကုန်ကျင်တော့အပ်တဲ့ဝယ်လိုက်ငွေကုန်ကျင်တဲ့ iPhone စက်ခွန်ကလည်းပေါ်နေဆိုတော့ဝယ်ကျင်တယ်ဆိုရင်လည်းဖြောက်ပြီပေါ့နော်အဲဆိုတော့ကောင်းပြီဆက်လျှောက်တိုင်းတော့ဆရာပြီလို့ရတယ်ဆိုတော့နောက်တာနော်ကောင်းပြီတို့အပြင်မိတ်ဆွေတို့เนี่ยဒီလာတာတော့ဒီမှာဆိုညီကောင်မတော်မလေးနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာလေးတွေကြုံရတာမျိုးလေးနည်းနည်းလေးတတိထားစင်ကြီးကလိုအပ်ပါတယ်စာချုပ်ကိစ္စဆက်တူကိစ္စဆေးရကိစ္စလေးတွေမှာဆိုရင်တော့ညီကောင်မတော်မလေးနဲ့ပတ်သက်ပြီးတော့မိသားစုနဲ့ပတ်သက်ပြီးတိုင်းမင်းချိန်ရောက်တဲ့အရာလေးတွေနည်းနည်းနှောင့်နှေးနေတာမျိုးလေးတွေကြံ့ကြံ့နေတာမျိုးလေးတွေကြုံရတတ်တယ်ပြတ်ဒီချက်လေးတွေကိုတတိကြပါမိမိဖြစ်လို့သောကိစ္စဖြစ်ချင်တဲ့ကိစ္စငွေကြေးကိစ္စရည်ရထားတဲ့ကြံစီထားတဲ့ကိစ္စတွေကိုတော့တိုးတင်ဖွင့်မပြောတာဟာအကောင်းဆုံးလားဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီ ိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်မပြောမိမန္တလေးကဆရာငယ်နဲ့တွေ့ကြတဲ့မိတ်ဆွေများဆရာမန္တလေးမှာလက်ရှိတော့ရှိနေပါတယ် 2425အစာဟိကွန်တူမှာဆရာရှိပါတယ်တို့တော့ဆရာနေနဲ့တွေ့ကျင်နေဆိုရင်ရက်ချင်းတည့်ရတော့ကြူယူပေးပါဆရာလူတိုင်းကိုတော့တွေ့မပြီးတော့ဆရာ private ဆရာနေအေးဆေးတွေ့ကျင်နေဆိုတော့မိတ်ဆွေများတော့ကိုဆရာကိုနဘဆရာဗီဒီမင်းနေကြဖြစ်တဲ့နံပါတ်ပဲဖြစ်တဲ့ဟိုကို3ည2ကို3ည4တခြား7902904116 WhatsApp Telegram Viber မှာဆက်သွယ်မြင်ရနိုင်ကြလို့ဆရာကျွန်မမန္တလေးရပါကျွန်တော်မန္တလေးရပါဆရာနဲ့ရက်ချင်းလို့ကျင်ပါတယ်ဆိုပြီးဆရာကိုဖုန်းနံပါတ်လေးနဲ့လိမ့်စာလေးပဲပေးတာပါဆရာဘက်ကရတဲ့အချိန်ဒီတစ်ချက်ကိုဆရာမိတ်ဆွေတို့ကိုပြန်ပြီးတော့ contact လုပ်ပေးမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ အဲဆရာအားလုံးကိုတော့လာသမားကိုတော့ဆရာတွေ့ပေးလို့မရတာ sorry ပါလို့ဆရာကဥစွာမေတ္တာပို့တောင်းမှန်နေတယ် မိတ်ဆွေတို့အိမ်တော်ကြီးနဲ့ပတ်သက်လာရင်တောက်ကြတာသမီးမိတ်ဆွေတွေဒီလာတာတော့ဒီမှာဆိုလို့ရှိရင်တောက်ကြတာသမီးမိတ်ဆွေတွေနဲ့အိမ်တော်ကြီးနဲ့ပတ်သက်လာရင်ဝေးကွာနေသူတွေအဆက်အသွယ်ပြတ်နေသူတွေတရင်ကောင်းကြရတာမျိုးတွေကြုံရတတ်တယ်အိမ်တော်ဘက်ကိုအကြောင်းပြုပြီးတော့ OA Champion မိဟာလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ရှေ့လို့ဆောင်ရွက်လုဆောင်ရတာမျိုးတွေအကျိုးပေးတယ်လို့အိမ်တော်ဘက်ရဲ့အထောက်အပံ့ပြုခြင်းတွေအထောက်အပံ့ရခြင်းတွေများစွာကြုံရတတ်တော့လာဖြစ်တဲ့တော့မိတ်ဆွေတို့အနေနဲ့အိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့ငကိုကလွဲချော်နေတော့ပိတ်ချတုံးတရားဝေးကွာနေတဲ့တော့တရင်ကောင်းကြခြင်းအဆက်အသွယ်ရခြင်းတွေကြုံရတတ်တယ်လို့ငွေကြေးအထောက်အပံ့ပြုခြင်းတွေကြုံရတတ်တယ်သာသမီနဲ့ပတ်သက်လို့အဲတယောက်နဲ့တယောက်တုံးနဲ့တုံးအဆင်မပြေမှုတွေဆိုရင်တော့မဖြစ်မနေသာသမီကိစ္စလေးတွေကြောက် နေရာတိုင်းလေးစာလေးတွေကြောင်းချိန်လို့ဆောင်ရပြီးတော့အစဉ်ပြေရှော့ရှုပြီးတော့အိမ်တော်ရင်းနဲ့ပတ်သက်လာအပြတ်သဘောဆောင်ခြင်းထက်အကောင့်သဘောကိုဆောင်ရင်ချိန်လို့ဆောင်ရလို့ဆောင်ရင်ကံကောင်းမှုနဲ့မိမိတို့ဖြစ်လို့သောကိစ္စလေးကိုနေရာချာချာတိုင်တိုင်မမမြင်နိုင်လို့ရအောင်မြင်တိုးတက်နိုင်မှာအတိအကျဖြစ်တယ်ခီးသွားကိစ္စလေးတွေနဲ့ချိန်လို့ဆောင်ရလို့ဆောင်ကိုကောင်းတယ်လို့ခီးထွက်လာမှုတွေဟာစိတ်ပြေလက်ပြောက်ဖြစ်စီတော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ရသည်ပတ်စကုတ်လုပ်ငန်းရဝေးခီးသွားလုပ်ငန်းဗီဇာလုပ်ငန်း ပြပခီးသွားတဲ့ပတ်သက်တာမျိုးတွေချိတ်လို့ဆောင်ရလောက်ဆောင်မှာနေရာတိုင်းနဲ့ပတ်သက်တာတွေ OHM နဲ့ပတ်သက်တာတွေအဆောက်အဦနဲ့ပတ်သက်တာတွေငဘောကမပြီးမပြတ်စောင့်လက်ဆဖြစ်နေတော့ OHM ကိုပြပြအောင်စောင့်နိုင်တော့လားပြီးဆုံးအောင်စောင့်နိုင်မလားဖြစ်တဲ့အတွက်ဘာလို့မဆိုရှိတ်လို့ဆောင်ရလောက်ဆောင်မှာဆုံးပြီးသားသူတွေကိုအိမ်မက်မှတ်တဲ့အခါမှာထိုးသူတွေအတွက်ကိုရည်စုပြီးတော့စွန့်ကြိုင်ကလေးတစ်ဆိုင်ဖြစ်စေအလူဒါနာကလေးတစ်ခုကိုပြုတ်လုပ်ပြီးတော့ပြန်ကောင်းအောင်ဆူတောင်းပေးလိုက်ပါဒါဆိုရင်ကိုယ့်ရဲ့အထောက်အကူတန်ရာဟာအထောက်အကူတွေရရှိစေမယ်လားဖြစ်ကြောင်းပြောကြားလိုက်ပါရစေရန်ကလေးဓမ္မမိတ်ဆွေတောက်ကြတာတမီးများအတိတ်ခံပြုတ်လို့တပါဆိုရင်တော့ ဝိစာဆရဏတမန်တော်လောကဝိဓုဆိုတော့ဘုံတော်ပတိကိုတနေ့ကို၆ပတ်နှုန်းနဲ့ဆက်လျှောက်ရတဲ့ဒီအတိတ်ကဝင်လိုက်ပါကများတော့များတယ်နော်ဝိစာဆရဏတမန်တော်လောကဝိဓုဆိုတော့ဘုံတော်ပတိကိုတနေ့ကို၆ပတ်နှုန်းနဲ့ဆက်လျှောက်ရတဲ့ဒီအတိတ်ကဝင်လိုက်မိမိတို့ရဲ့ကြီးမားသောလိုရင်းဆန္ဒတွေပြည့်ဝသွားမှာအတိအကျပဲဖြစ်တယ်မိစလို့ရဲ့ရောင်းကုန်ဝယ်ကုန်တွေအယောင်းအတွက်အယောင်းဖြတ်စီပြီးမိမိတို့ရဲ့ကုန်ပစ္စည်းအယောင်းဝယ်ကောင်းစီရအောင်ငါမိမိတို့ရဲ့ကုန်ပစ္စည်းတွေကို ဒီဈေးဆိုင်တို့မဟုတ်အိမ်မှာလောကပါလာနတ်ရုပ်ကလေးတခုကိုဆောင်ထားပြီးတော့ဖြစ်စေလောကပါလာနတ်ရုပ်ကလေးနဲ့မှရေရှိမှာအမွှေးတိုင်နဲ့စုဖြန်းပြီးတော့ရောင်းထွက်သွားအောင်ဆူတောင်းလိုက်ပါအရောင်းထွက်အရောင်းထွက်သွားမှာအတိအကျပဲဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေခင်ဗျာဒါအပြင်မိမိတို့ရဲ့အရေးကြီးသောကိစ္စလူရမှုကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါကန်ဆာတာကောင်းစီရန်တိုးတက်စီရန်အလို့ငါမိမိတို့ရဲ့လုပ်ငန်းကိစ္စအလို့ကိစ္စမတော်မီမှာဩဇာရွက်ကလေးဆောင်သွားတာမျိုးအောင်တပီပန်းကြီးလူသွားတာမျိုးဆရာပြောခဲ့ပြီးပြလိုက်တယ်နော်အဲဆွမ်းလာလို့ပေါ့ ဩဇာဒီကလေးစားပြီးတော့လိုရာကိုပြောဆိုဆောင်ရင်အာတာကောင်းမှုတိုးတက်စီမှာအတိအကျပဲဖြစ်ကြောင်းပြောလိုက်ပြရစီခင်ဗျာအဆက်ဆက်ရရဒီတလတာလုံးမှာငွေကြီးကအားကောင်းစီပြီးပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ဖြင့်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေအစွမ်းတော့တလတာဝင်ငွေကောင်းစီပြီးဆက်ဆက်ရရအဆင်ပြေအောင်ပြီးတိုးတက်စီရင်ငွေကြီးကအားကောင်းစီရင်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ကလေးငယ်လေးကိုကလေးငယ်လေးကိုရှုပ်ကျင်တွေးပြီးတော့စိတ်ထဲကနေလာပါလာပါမက်ကြီးရဲ့လာပါလာပါမက်ကြီးရဲ့ နော်ဆရာငွေကြီးကတော့ဆရာအမြဲတမ်းလုပ်တယ်နော်ဆရာဟောကမှဆိုဆရာအမြဲတမ်းချိုးကျင်ကလေးတွေဆရာကရှောင်းထားလိမ့်ရှိတယ်ဆရာဟောကမှဆလိုက်ဆရာမိကြီးကြီးပါတချို့မိတ်ဆွေတွေဆရာဟောကလာဘူးလေမိတ်ဆွေတွေတိပါလိမ့်မယ်ဆရာကခလေးငယ်တွေကိုချိုးကျင်ကျွေးလိမ့်ရှိတယ်စိတ်ကြီးကနေပါပြောလို့ဆိုတော့လာပါလာပါမက်ကြီးရဲ့လာပါလာပါကဲမျက်စိကမြင်သားမြင်မယ်လာဗန်လာဗန်မက်ကြီးဆိုတာငွေနံလေးမက်ကြီးရဲ့ဆိုတော့ဇာတာလေးနဲ့တနေလာမက်ကြီးမင်းကောင်မီးကိုင်းဆိုတဲ့အတိုင်းနဲ့တော့တဘောတွေဆောင်လာတဲ့တာလာဗန်လာဗန်မက်ကြီးတကယ်တမ်းဒီလိုပါငွေကြီးကိုခလေးငယ်တွေကိုချိုးကျင်ကျွေး အတအဆက်ဆက်ရရအစီအမီအောင်မြင်တိုးတက်စီရန်ပြုလုပ်ရမယ့်ရေဒီယာအနေနဲ့ဆိုရင်တော့ဒီ seller byte တွင်မှာမိတ်ဆွေတို့အားလုံးငွေကြီးကအားကောင်းစေပြီးအစီအမီအောင်မြင်တိုးတက်စီရန်နဲ့ငွေကြီးအစီအမီစီရန်တို့အထောက်အပံ့ဖြစ်စီရန်တို့ပြုလုပ်ရမယ့်ရေဒီယာအနေနဲ့ဆိုရင်တော့ကလေးငယ်လေးတွေကိုအိမ်ကိုလာတဲ့ကလေးငယ်ကိုဖြစ်စေလမ်းထဲမှာရှိတဲ့ကလေးငယ်တွေကိုဖြစ်စေကလေးငယ်တွေကိုချိုးချင်ကျွေးပြီးတော့စိတ်ထဲကနေပြီးတော့လာပါလာပါမတ်ကြီးရဲဆိုပြီးတော့လာပါလာပါမတ်ကြီးရဲလာပန်လာပန်မတ်ကြီးနော်လာပါလာပါမတ်ကြီးရဲဆိုလာပန်လာပန်မတ်ငွေရဲလို့ခေါ်တာနော်တဘောကတော့လာပါလာပါမတ်ကြီးရဲဆိုပြီးတော့စိတ်ထဲမှာကလေးတွေကိုစူတောင်းပြီးတော့ချိုးချင်ကျွေးပြင်းခြင်းဖြင့် မိတ်ဆွေတို့ရဲ့ငွေကြေးကအာကောင်တိုးတက်စီပြီးတော့ကန်စတာကောင်းစီမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့တောက်ကြတာသမီးမိတ်ဆွေတွေအားလုံးဒီ2025ဆယ်လာပိုင်းတွေမှာအဆက်ဆက်အရရာအဆင်ပြေအောင်မြင်တိုးတက်လို့ရတနာစိတ်ကြောက်စေတော့တက္ကစားနိုင်ကြပါစီတက်နေတဲ့ဘိုးလောက်ဝင်ဖြုတ်ခဲ့လို့စီးတဲ့ဥစ္စာများတိုးပွားကြပါစီကျောင်းဆရာကဆုတောင်းနေနောက်တစ်ပတ်မှပြန်ဆုံပါမယ်ခင်ဗျာ